သတင်းပရိသတ်များအားလုံးမင်္ဂလာပါခင်ဗျာကျွန်တော်တို့သတင်းချင်းမှဒီကနေ့ April 30ရက်နေ့နောက်ဆုံးရသတင်းများကိုတင်ဆက်ပေးသွားမှာဖြစ်ပါတယ်သတင်းတင်ဆက်မှုမစတင်မီကျွန်တော်ရဲ့ channel လေးကို like and subscribe လုပ်ထားဖို့နဲ့သတင်းတင်ဆက်မှုလေးကိုအဆုံးထိကြည့်ရှုနားဆင်ပေးဖို့မြစ်တာရက်ခံအပ်ပါတယ်ခင်ဗျာပထမဦးဆုံးတင်ဆက်ပေးမယ့်သတင်းကတော့ဘကိုးရုံမှာအတွင်တက်လာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုတိုက်ခိုက်မှုစစ်တပ်ဘက်မှ30ဦးထပ်မံနဲ့တိတ်ဆုံးပြီးစစ်သားအလောင်းများကို PDF တပ်ဖွဲ့များကတကြိုပေးနေရတယ်ဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ပဲဂိုးတိုင်းမင်းလာမြို့နယ်အပိုင်းပဲဂိုးရုံမှအတွင်းအင်အား80ကျော်ပါအကြံဖတ်စစ်တပ်စစ်ကြောင်းကိုပိတ်ဆို့တိုက်ခိုက်ခဲ့ရမှာစစ်ကောင်စီတပ်သား30ဦးထက်မနည်းတိတ်ဆုံးပြီးစစ်သားအလောင်းများကို PDF တပ်ဖွဲ့များကတကြိုပေးနေရကြောင်းတာယာဝရီ KI PDF မှတာဝန်ရှိသူတို့ကပြောဆိုပါတယ်။ April 29ရက်နေ့နနက်9:00နာရီခန့်မှာမင်းလာမြို့နယ်တယောကုန်းရွာဘုံကြီးကျောင်းပတ်မှာထွက်လာတဲ့အင်အား80ကျော်ပါစစ်ကြောင်းကိုငမိုးရိပ်ရွာအတွင်းကိုရောက်ရှိလာစဉ်တာယာဝရီ KI တရင်383ညနဲ့လက်အောက်ခံတက်ခွဲ3တက်ခွဲ2တက်ခွဲ4မြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့ တက်ခွဲ9တာယာဝရီခိုင်တက်ရင်383 3နဲ့တာယာဝရီခိုင်တက်ရင်383တက်ခွဲ6အေယာညီနောင်ရဲဘော်များကပိတ်ဆို့တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရှိရပါတယ်အဲ့ဒီပိတ်ဆို့တိုက်ခိုက်မှုအတွင်းလက်နက်ကြီးလက်နက်ငယ်များနဲ့အပြန်အလှန်ပစ်ခတ်တိုက်ခိုက်ပြီးတိုက်ပွဲကြာချိန်၂နာရီနီးပါးခန့်ဖြစ်ပွားခဲ့ကြောင်းအဲ့ဒီလိုတိုက်ပွဲဖြစ်ပွားနေချိန်နက်နက်၁၀နာရီ၅၀မိနစ်ခန့်မှာတော်လန်ရေးပူပေါင်းရဲဘော်များရှိရာအနီးကို MI-35 ရဟတ်ယာဉ်နဲ့ပစ်ခတ်က Jet Fighter နှစ်စီးပြန်ဝဲလာနေစဉ်အကြံဖတ်စစ်ကောင်စီတပ်သားအလုံးတက်ပြတ်၍စုတ်ခွာထွက်ပြေးသွားကြောင်းသိရှိရပါတယ်။ အဲ့ဒီထိတွေ့တိုက်ပွဲအတွင်းအကြံဖတ်စစ်ကောင်စီတပ်သား30ဦးထပ်မံနဲ့တိုက်ဆုံခဲ့ပြီးတော်လန်ရေးတပ်ဖွဲ့များကအလောင်း10လောင်း30ရရှိခဲ့ကြောင်းတိုက်ဆုံသွားတဲ့စစ်သားမတာအလောင်းများကိုအကြံဖတ်စစ်ကောင်စီတပ်သားများကလက်ရှိအချိန်ထိလာရောက်ကောက်ယူခြင်းမရှိသေးတဲ့အတွက်ကြောင့်တော်လန်ရေးရဲဘော်များကရှင်းလင်းကြိုပေးနေရကြောင်းတိုက်ပွဲအတွင်းတနက်7လ60မမတလက်ခေရန်များနဲ့စစ်သုံးပစ္စည်းများတိုက်ဆဲရရှိခဲ့ကြောင်းသိရှိရပါတယ်စစ်ခွေးအလောင်းတွေကအနက်အသက်တွေထွက်လာလို့ကျွန်တော်တို့ရဲဘော်တွေလက်ရှိမှာရှင်းလင်းရေးတွေလုပ်ပေးနေရတာပေါ့ စစ်တပ်ကအလောင်းလာကောက်တာမရှိဘူးကျွန်တော်တို့ရှင်းလင်းရေးလုပ်နေတော့မှစစ်ခွေးတွေခိုးယူလာတာထမိန်တွေကအစတင်းဆဲရရှိထားပါတယ်အခုစစ်ခွေးတွေကကြေးရွာတွေကိုစစ်ကြောင်းထုတ်မိရှို့ပဲလုပ်နေတယ်နောက်ဆုံးသိရတဲ့တက်တွင်းသတင်းအရဆိုရင်တိုက်ပွဲအတွင်းမှာစစ်ခွေး30ဦးထက်မနည်းသေဆုံးတယ်လို့သိရတယ်လို့တာယာဝရီ KNPDF မှတာဝန်ရှိသူတူကပြောဆိုပါတယ်အဆိုပါစစ်တပ်စစ်ကြောင်းစုတ်ခွာထွက်ပြေးပြီးနောက်တာယာဝရီခိုင်တရင်383ညနှစ်မှာတက်ခွဲ1 Dragon Brothers GPK PDF တက်ခွဲ2တက်ခွဲ တခွဲလေးမြောက်ပြောက်ကြားတက်ဖွဲ့အုပ်ဖို့တခွဲ၅တခွဲ၆ Black Dragon GPK PDF နဲ့တာယာဝရီခိုင်တရင်3833တာယာဝရီခိုင်တရင်3831မှာတခွဲ၆ AR ညီနောင်ဘကိုးခိုင်တရင်3031တက်ခွဲ၅တို့ပူးပေါင်းပြီးနေမြေရှင်းလင်းရေးပြုလုပ်ခဲ့ကြောင်းသိရှိရပါတယ်။နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မော်လမြိုင်မြို့မှာပြည်သူများရဲ့နေအိမ်600ကျော်ကိုဖျက်သိမ်းပြီးလှိုင်းရတနာမြို့ကွက်သစ်စီမံကိန်းကိုစစ်ကောင်စီကအကောင့်ထည့်ဖို့ မုံဝင်ကြီးကျုံနဲ့နေလုံဝင်ကြီးတို့ကရှယ်ယာများရရှိဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။မွန်ပြည်နယ်မော်လမြိုင်မြို့မှာပြည်သူများရဲ့နေအိမ်600ကျော်ကိုဖျက်သိမ်းခိုင်းပြီးလှိုင်းရတနာမြို့ကွက်တစ်စီမံကိန်းကိုစစ်ကောင်စီကအကောင့်ထဲပေါ်နေပြီးအဲ့ဒီစီမံကိန်းမှာမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ရှယ်ယာများရရှိထားကြောင်းမော်လမြိုင်အခြေစိုက်စီးပွားရေးအတိုင်းအဝိုင်းကပြောဆိုပါတယ် မော်လမြိုင်မြို့လှိုင်ရက်ကွက်နဲ့တာယာအေးရက်ကွက်မှာရှိတဲ့နေအိမ်600ခန့်ကိုစစ်ကောင်စီတပ်ကကျူးကျော်နေအိမ်များလို့ဆိုကတောက်လျှောက်ဖယ်ရှားခိုင်းနေပြီးလှိုင်ရတနာမြို့ကွက်တစ်စီမံကိန်းကိုအကောင့်ထည့်ဖော်နေခြင်းဖြစ်ကြောင်းတပတ်မှလည်းပြည်သူများရဲ့နေအိမ်များကိုအတင်းအဓမ္မဖျက်သိမ်းနေတဲ့ကဲ့သို့တပတ်မှလည်းလှိုင်းရတနာမြို့ကွက်တစ်စီမံကိန်းကိုအကောင့်ထည့်ပေါ်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ယခု April 26ရက်နေ့မှာပြည်သူများရဲ့နေအိမ်600ခန့်မှလျှက်စစ်မီတာပုံးများကိုစစ်ကောင်စီကလာရောက်ဖြုတ်ယူသွားကြောင်း ယနေ့ဧပြီ30ရက်နေ့မှာနောက်ဆုံးထားပြီးကိုအိမ်ကိုဖျက်သိမ်းဖို့စာပို့ထားပြီးမလိုက်နာပါကအေးအေးယူမဲလို့ချင်းချောက်စာပို့ထားကြောင်းရက်ွက်နေပြည်သူများထံမှသိရှိရပါတယ်။ကိုဘသားကိုဖျက်ရင်ဖျက်မဖျက်ရင်မြေတူးဆက်နဲ့ကလော်မဲလို့ချင်းချောက်တော့ကြောက်လို့ဖျက်ကြတယ်။အခုနေစရာမရှိလို့ငိုနေယူနေကြတယ်။အခုချင်းတရားဥပဒေမကောင်းတာကိုအခွင့်ကောင်းယူပြီးခရိုနီတွေဝန်ကြီးချုပ်တွေနေလုံးဝန်ကြီးလို့သမျှပြပြဝတ်ခံနေရတဲ့လူဒန်းစားတွေဖြစ်နေပြီ။အခုအင်ဂျီ600ကလူတွေက အဲ့ဒီနေရာမှာနှစ်ပေါင်း30 40နီးပါးနေလာတဲ့လူတွေကြီးပဲလဲမြေအမျိုးအစားပါသူတို့ကလူတွေကိုဖယ်ခိုင်းပြီးလဲမြေနေရာတွေကိုမြေဖို့ပြီးရောင်းစားတာလို့ဒေတာပြည်သူတို့ကပြောကြပါတယ်အဆိုပါမြေနေရာမှာရှိတဲ့ပြည်သူပိုင်နေအိမ်များကိုဖျက်သိမ်းဖို့ရခင်ကလည်းချိန်ချောက်စာနှစ်ကြိမ်ခန့်ပို့ထားပြီးယခုအကြိမ်က3ကြိမ်မြောက်ဖြစ်ကြောင်းရခင် NLD အစိုးရလက်ထက်ကလည်းမော်လမြိုင်မြို့မှာရှိတဲ့ပြည်သူပိုင်နေရာများကိုခရိုနီမိုးကြောင်ငွေမိုးစေးုံနဲ့ဟိုတယ်နဲ့အစိုးရအဖွဲ့ပူးပေါင်းပြီးမြေဖြိုရောင်းစားဖို့လှုံ့ဆော်ခဲ့ပေမဲ့မအောင်မြင်ခဲ့ကြောင်း ယခုစစ်အာဏာသိမ်းချိန်မှာရင်းစီမံကိန်းကိုအတင်းလှုပ်ဆောင်ခြင်းဖြစ်ကြောင်းသိရှိရပါတယ်။မော်လမြိုင်မြို့မှာလှိုင်းရတနာမြို့ကွက်တစ်စီမံကိန်းကိုမော်လမြိုင်အခြေစိုက်ခရိုနီစီးပွားရေးတမမိုးကျော်ကဥဆောင်အကောင့်ထဲပေါ်နေခြင်းဖြစ်ပြီးမိုးကျော်ငွေမိုးက40ရာခိုင်နှုန်းနဲ့မွန်ပြည်နယ်စစ်ကောင်စီက60ရာခိုင်နှုန်းရှေ့ရပါဝင်ကြောင်းမွန်ပြည်နယ်ဝန်ကြီးချုပ်အောင်ကြည်သိန်းနဲ့နေလုံဝန်ကြီးဗိုလ်မှူးကြီးကျော်စွာမြင့်တို့ကလည်းရှယ်ယာများရရှိထားကြောင်းသိရှိရပါတယ်။စီမံကိန်းကလေသမားတွေပိုင်တဲ့လေမီတွေပေါ်မှာလုတ်တယ် လယ်သမားတွေကိုနစ်နာကြည့်ခေါ်ယူတွေ့ဆုံခြင်းမရှိဘဲမြို့ကွက်တစ်စီမံကိန်းကိုပြည်내အစိုးရအဖွဲ့နဲ့ခရိုနီတတိုက်ကလှုပ်ကြတာလယ်သမားတွေမှာကဒီမြေကွက်တွေကသူတို့မြေတွေဖြစ်တယ်ဆိုပြီးလဲပြနိုင်ကြတယ်လို့မွန်လမြိုင်မြို့မှာမြေယာအရေးလှုပ်ရှားသူတူဦးကရှင်းပြပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့လာရှိုးနဲ့တီဘောမြို့နယ်အဆက်မှာ SSPP နဲ့ MNDA တို့အကြားတိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ဗဟိုအဆင့်တွေ့ဆုံဖြေရှင်းပြီဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ် ရှမ်းပြည်နယ်မြောက်ပိုင်းလာရှိုးနယ်တီဘောမြို့နယ်အဆက်မှာ SSPP နဲ့ MND တပ်တို့အကြတိုက်ပွဲဖြစ်ပွားမှုနှစ်ဖက်ဗဟိုအဆင့်တွေ့ဆုံဖြေရှင်းမှာဖြစ်ကြောင်း SSPP ကယနေ့သတင်းထုတ်ပြန်ပါတယ်။ဧပြီ28ရက်နေ့နဲ့ဧပြီ29ရက်နေ့တို့မှာလာရှိုးနယ်တီဘောမြို့နယ်အဆက်နတ်မနဲ့ကုန်းမောင်ကြီးရွာကျ SSPP တပ်များနဲ့ MND တပ်များအကြတိုက်ပွဲများဖြစ်ပွားခဲ့ခြင်းဖြစ်ပြီးစီရီထိတွေ့မှုရှင်းနေရာဖြစ်ပွားခဲ့ကနှစ်ဖက်တပ်များရုံရင်ဆန်ခတ်ထိုးကြိတ်ရိုက်နှက်ဖမ်းဆီးမှု24နေရာရှိခဲ့ကြောင်းနှစ်ဖက်သောရဲဘော်များထိခိုက်ဒဏ်ရာရရှိမှုရှိခဲ့ကြောင်းသိရှိရပါတယ်။ ရှမ်းပြည်တိုးတက်ရေးပါတီရှမ်းပြည်တက်မတော် SSPP SSA နဲ့မြန်မာမျိုးသားဒီမိုကရက်တစ်တက်မတော် MNDJP MNDA ကြားနှစ်ပတ်စည်ရေးထိတွေ့မှုစည်ရေးတင်းမာမှုများဖြစ်ပွားခဲ့မှုအတွက်နှစ်ပတ်ပါတီဗဟုအဆင့်တွေ့ဆုံဖြည့်ရှင်းဆွေးနွေးသွားမှာဖြစ်ကြောင်းယနေ့ဧပြီ30ရက်နေ့မှာကြေညာချက်ထုတ်ပြန်ပါတယ်။ နှစ်ဖွဲ့စလုံးဟာလက်တွဲပေါ်တော်လန်ရေးအဖွဲ့စည်းများအဖြစ်နှစ်ပေါင်း၁၀စုနှစ်နဲ့ချီအေအတူပူအမြမိတဟဲကူညီရိုက်ပင်ရက်တီလာခဲ့တဲ့မဟာမိတ်အဖွဲ့စည်းဖြစ်ခဲ့ကြပေမဲ့တစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယပိုင်းကာလမှစပြီးနှစ်ဖက်ရဲဘော်များအကြမကြည်ချမ်းမှုများစတင်ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်းတစ်တုံညာနှစ်ခုစစ်စင်ရေးဒုတိယပိုင်းကာလမှစပြီး SSPP အုပ်ချုပ်ရေးနယ်မြေအတွင်းကိုဝင်ရောက်ဖျက်ဆီးလာခဲ့ကြတဲ့ MNDAA အောက်ခြေတပ်ဖွဲ့များနဲ့ SSPP အောက်ခြေတပ်များရဲ့ဘာသာစကားပေါက်ကြမှုအားနေခြင်း SSPP နယ်မြေအတွင်း MNDA တပ်ဖွဲ့များဖျက်တမ်းသွားလာမှုကို MNDA ဘော်ကတရားဝင်အကြောင်းကြားမှုအားနည်းခြင်းတို့ပေါ်နှစ်ဖက်ရဲဘော်များမကြေချမ်းမှုများစတင်ဖြစ်ခဲ့ခြင်းဖြစ်ကဧပြီ28ရက်နေ့နဲ့29ရက်နေ့တို့မှာမလိုလားအပ်တဲ့ရုပ်ဆိုးအကြီးတန်းသောထိတ်တိုက်ဖြစ်ပွားမှုများဖြစ်ခဲ့ရခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ SSPP နဲ့ MNDA တို့ဟာမြောက်ပိုင်းမဟာမိတ်ခုနှစ်ဖွဲ့ဖြစ်ကြပြီးအဲ့ဒီအဖွဲ့မှာ UWSA အမျိုးသားဒီမိုကရေစီမဟာမိတ်တက်မတော်မိုင်းလာအဖွဲ့ NDAA ရခိုင်စစ်တပ် AA တအောင်းပလောင်အမျိုးသားလွမြောက်ရေးတက်မတော် TNL တို့လည်းပါဝင်ကြောင်းသိရှိရပါတယ်နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့ AA သိမ့်ပိုက်ထားတဲ့ NU ဘော်မှာရှိတဲ့ကုတ်စည်းစကန်းကိုစစ်ကောင်စီကပြန်လည်ထိုးစစ်ဆင်ရင်ပြင်ဆင်နေဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။ရခိုင်ပြည် NU မဘော်မှာရှိတဲ့ရခိုင်တပ်တော် AA ကသိမ့်ပိုက်ထားတဲ့ကုတ်စည်းစကန်းကိုစစ်ကောင်စီရဲ့တပ်မကိုကိုမဗိုလ်မှူးချုပ်နိုင်ဝင်းဦးဆောင်တဲ့တပ်ဖွဲ့ဝင်များကပြန်လည်ထိုးစစ်ဆင်ရင်ပြင်ဆင်နေကြောင်းသတင်းရရှိပါတယ်။အဲ့ဒီလိုပြန်လည်ထိုးစစ်ဆင်ရင်အတွက်တပ်မကိုကိုမဗိုလ်မှူးချုပ်နိုင်ဝင်းဦးဆောင်က နယ်ရီကန်တောင်အောက်မှာအင်အားစုပြီးစစ်ကြောင်းထိုးစစ်တပ်ရန်ပြင်ဆင်နေတယ်လို့စစ်ကောင်စီနဲ့နှိစက်သူအမျိုးသားတအုပ်ကနီရစ်စရာကိုပြောပါတယ်။နယ်ရီကန်တောင်အောက်မှာလှုပ်ရှားနေကြတယ်။နယ်ရီကန်မှာမကွေးဘက်ကလာရင်ဂုတ်ကြီး၊အမ်ဘက်ကလာရင်ဂုတ်စီသူတို့ကဂုတ်ကြီးကြော်ပြီးနယ်ရီကန်ရဲ့ရှေ့ကိုတိုးလာတဲ့သဘောလို့ပြောပါတယ်။ဗိုလ်မှူးချုပ်နိုင်ဝင်းဟာရှမ်းပြည်နယ်တောင်ခမ်းမြို့နယ်မှာဧပြီလအတွင်းမှာပြောင်းရွှေ့လာခြင်းဖြစ်ပြီးအန်ယိုးပေါ်တိုက်ပွဲကိုဥဆောင်နေခြင်းဖြစ်ကြောင်းသိရှိရပါတယ်။ ဂုတ်စီးစကန်ကိုမိုက်ခရိုဝေ့စကန်ဟာရခိုင်ပြည်အမ်းမြို့နယ်နဲ့မကွေးတိုင်းငပဲမြို့နယ်အဆက်ဗဒန်းအပိုင်မှာတည်ရှိပြီး AA ကပြီးခဲ့တဲ့ဖေဖော်ဝါရီ2ရက်နေ့ညပိုင်းမှာတင်ပိုက်ခဲ့ခြင်းဖြစ်ပါတယ်။နိုင်ရီကန်ဘက်ကိုတက်လာတဲ့စစ်ကြောင်းများမှာ drone လက်နက်ကြီးများပစ်ခတ်ပြီးတက်လာတယ်လို့စီးရေးသတင်းအရင်းမြစ်တအုပ်ကနီရစ်စရာကိုပြောပါတယ်။စစ်ကြောင်းတက်လာတိုင်းလက်နက်ပစ်ပြီးတက်တယ်။တောင်တန်းတွေရွာတွေကိုလို့ပြောပါတယ်။ စစ်ကောင်စီအင်အားထောင်နဲ့ချီးတဲ့နက်ရီကန်ဗျူဟာစစ်စခန်းအပါအဝင်ကာကင်စခန်းများကိုလည်းအေအေကတိမ့်ပိုက်ထားတဲ့နေရာများကိုဒရုန်းစက်တက်လေရီများနဲ့နေ့စဉ်ပစ်ခတ်လျက်ရှိကြောင်းဒေသခံများကပြောပါတယ်။အန်ယိုပေါ်မှာအေအေတိမ့်ပိုက်ထားတဲ့ကံမြင့်ကံကိစခန်းကုန်စည်းစခန်းအပါအဝင်အနီးနားကျေးရွာများနဲ့တောင်တန်းများကိုဧပြီ28ရက်နေ့ကစစ်ကောင်စီကဒရုန်းနဲ့ရက်ဇက်ပုံချေတိုက်ခိုက်ခဲ့ပြီးလက်နက်ကြီးများနဲ့လည်းပစ်ခတ်တိုက်ခိုက်ခဲ့ပါတယ်။ နောက်ထပ်တင်ဆက်ပေးမယ့်သတင်းကတော့မောင်တောမှာလေးလအတွင်ဖောက်ထွင်းခိုးယူသူ130ကျော်ကို AA ဖမ်းဆီးအပြစ်ပေးဆိုတဲ့သတင်းကိုတင်ဆက်ပေးပါမယ်။အရခတ်တက်တော် AA သိမ့်ပိုက်ထားတဲ့ရခိုင်ပြည်အနောက်ဘက်နယ်စပ်မောင်တောမြို့နယ်မှာလေးလအတွင်ဖောက်ထွင်းခိုးယူသူ130ကျော်ကို AA ကဖမ်းဆီးအပြစ်ပေးထားတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့ January လ1ရက်နေ့မှ April 30ရက်နေ့အထိမောင်တောမြို့နယ်ပေါ်မှာဖောက်ထွင်းခိုးယူသူရခိုင်နဲ့ဟိန္ဒူဥယေ130ကျော်ခန့်ကို AA ကဖမ်းဆီးပြီးပြစ်မှုကြီးစင်ငယ်လိုက်အပြစ်ပေးလျက်ရှိတယ်လို့သိရှိရပါတယ်။ အစိုးရတရားကြော်ထဲမှာပြီးခဲ့တဲ့2024ခုနှစ်အတွင်းကမောင်တော်မြို့မှာရှိတဲ့ကုလသမဂ္ဂကလေးများရံမုံငွေအဖွဲ့ UNICEF ရုံးမှဗလာစာအုပ်အထုပ်များခိုးယူသူခေါင်းဆောင်နှုတ်ကိုထောင်ဒဏ်၃နှစ်အထိချမှတ်ထားကြောင်းလည်းသိရှိရပါတယ်။အလားတူမောင်တော်မြို့ကညင်တန်းရက်ကွက်မှာရှိတဲ့နေအိမ်များကိုဖောက်ထွင်းခိုးယူသူ30ကျော်ကိုလည်း AA က April 28ရက်နေ့လယ်ပိုင်းမှာဖမ်းဆီးသွားကြောင်းမျက်မြင်များကပြောပါတယ်။မျက်မြင်ဒေသခံမော့စလင်တအုပ်ကကညင်တန်းကနေအိမ်တွေကိုဖောက်ထွင်းခိုးယူတဲ့ ရခိုင်နဲ့ဟိန္ဒူအယောက်30လောက်ကိုအေအေဘက်ကဖမ်းဆီးခေါ်ဆောင်သွားတာတွေ့လိုက်တယ်လို့ပြောကြပါဗျ။မောင်တော်မျိုးပေါ်မှာရင်းကဲသူဖောက်ထွင်းခိုးယူသူများကိုအေအေကဖမ်းဆီးအပြစ်ပေးလျက်ရှိပေမဲ့ဖောက်ထွင်းခိုးယူမှုများဟာတနေ့ထက်တနေ့များပြားလာနေပြီးဘူးတီတောင်မျိုးမှလာရောက်ခိုးယူသူများပါပါရှိနေကြောင်းဒေသခံတအုပ်ကပြောဆိုပါဗျ။အေအေဘက်ကလည်းဘလောက်ဖမ်းနိုင်မလဲဘလောက်စောင့်ပေးနိုင်မလဲအလစ်ချောင်းပြီးခိုးယူတဲ့လူကတော့ခိုးနေကြတာပါပဲ။ဘူးတီတောင်ကတော့လာခိုးတဲ့လူတွေဖမ်းမိတာရှိနေတယ်လို့ပြောဆိုပါဗျ။ မော်တော်မြို့ပေါ်ရက်ကွက်ကြေးရွာများမှာရှိတဲ့မော်စလင်နေအိမ်များမှာလူများပြန်လည်နေထိုင်ခွင့်ပြုထားပေမဲ့မြို့မှာကရင်တန်းရက်ကွက်မှာနေထိုင်ခွင့်မပြုသေးကြောင်းဒေသခံများထံမှသိရှိရပါတယ်။ယခုလိုနေအိမ်များဈေးဆိုင်ကမ်းများဖောက်ထွင်းခိုးယူမှုမြင့်တက်လာရခြင်းမှာလည်းအလောက်ကန်ရှာပါမှုနဲ့စားဝတ်နေရေးမပြေလည်မှုများကြောင့်ဖြစ်တယ်လို့ဒေသခံများကပြောပါတယ်။အဲဒီနောက်ကမ်းကုံအောင်အဆက်ကင်းမဲ့ကြသူများဆိုတဲ့စောင်းပါရှင်ဆရာလာစိုးဝေရဲ့ရေးသားဖော်ပြထားမှုကိုတင်ဆက်ပေးပါမယ်။ နိုင်ငံတော်အတိုင်ပင်ခံရဲ့တမိုင်းဝင်အမှတ်54တက္ကသိုလ်ရိပ်သာလန်နေအိမ်ကိုထုခွဲရောင်းချရန်စတုထချင်းဖြစ်ကြိုးပမ်းမှုမအောင်မမြင်နဲ့ပြီးဆုံးသွားခဲ့ရပြန်ပါပြီ။အင်ကာနစ်ကပြုတ်လုခဲ့တဲ့လေလံတင်ပွဲမှာ၄ချိန်မြောက်ဈေးလျှော့ပြီးကျန်းကင်းဈေးဒေါ်လာ128တန်းနဲ့ရောင်းချခဲ့ပါတယ်။တရင်းစာတမားတယောက်စာ၂ယောက်စာနဲ့တရာစင်ကန့်ရှိတဲ့ရဲအဖွဲ့ဝင်များမှအပဝယ်ယူသူအသာထားပြီးအောင်ကြိရှိသူပင်မကြည့်ပဲကြီးနဲ့ဖုတ်ဖုတ်ပြီးဆုံးသွားခဲ့ရပြန်ပါတယ်။ ဗိုလ်ချုပ်အောင်ဆန်းသားအောင်ဆန်းဦးမှအမွေခွဲပေးရန်ရုံးတော်ကိုဥတိုက်လျှောက်ထားရမှာအနိုင်ရခဲ့တဲ့အတွက်မောင်နှမနှစ်ဦးတရော့တဝက်ခွဲယူရန်ဆုံးဖြတ်ပေးလိုက်ရမှာစတင်ခဲ့ခြင်းဖြစ်ပါတယ်။ပြည်သူတရေလုံးလိုလားတောင့်တနေတဲ့ဒီမိုကရေစီပြရုပ်ကြီးအဖြစ်မာမမတ်မတ်ရက်တည်ခဲ့တဲ့အဆောက်အုံကြီးကိုထုခွဲပြစ်ရမယ်အရေးကိုလည်းဦးအောင်ဆန်းဦးကနည်းနည်းလေးမျှစိတ်ထဲမတုမတက်မဖြစ်ပဲဒေါ်လာ64သန်းရလျင်ကျေနပ်သွားမယ်လူစားမျိုးဖြစ်နေပါတယ်။ စစ်အာဏာသိမ်းအဖွဲ့ရဲ့မတရားထောင်သွင်းအကျဉ်းချခံရတဲ့ဒေါအောင်ဆန်းစုကြည်ဖို့အဲ့ဒီလိုအကြိမ်ကြိမ်ခါခါပတ်ပတ်ဆက်ဆက်ကြံစီနေမှုကိုသိရှာလိမ့်မှာမဟုတ်ပါဘူးစစ်ကောင်စီကလည်းလူတို့ကို၎င်းတို့ထားရနေစရာတော့အဖြစ်နည်းနည်းလေးမြဂယုစိုက်စရာမလိုဟုသဘောထားနေဒီကိုလည်းထင်ရှားအောင်ထက်၍မိမောင်းထိုးပြလိုက်ခြင်းသာဖြစ်ပါတယ်၎င်းတို့တကြိမ်လည်းမဟုတ်အကြိမ်ကြိမ်အခါခါကျင်းစီနေကြသည့်အဖြစ်ကိုရှက်ရကောင်းမှန်းလည်းမသိကြသည့်အဖြစ်ကအတော်ပင်အံ့ဩစရာကောင်းနေရပါတယ် အဲ့ဒီလိုအသက်80နာကန့်နေပြီဖြစ်တဲ့အမျိုးသမီးကြီးကိုထောင်သွင်းအကျဉ်းချထားပြီးသူမရဲ့သဘောတူညီချက်မပါဘဲအတင်းအဓမ္မထုခွဲရောင်းချနေတဲ့အဖြစ်ကဥပဒေနဲ့လည်းညီညွတ်ချင်းမရှိတဲ့အပြင်လင်းသေးမှုဆိုးမှတူးစီကအကျွေးရစရာရှိတယ်လို့ဆိုကပိုင်ဆိုင်သမျှအတင်းတက်သိမ့်နေတဲ့လူရန်ကတူးရဲ့လောက်ရက်မျိုးသာဖြစ်ပါတယ်။၎င်းတို့အားအုတ်ချုံနေတယ်လို့ဆိုတဲ့စစ်ကောင်းဆောင်ရဲ့မင်းမဲစရိုက်လောက်ရက်များကိုကြည့်ကလူတို့ကအော်နှလုံးနာနေကြ၍ကိုချင့်သိခါပိုင်းမှာရှုံပြီးရင်ရှုံနေကြသူများပင်ဖြစ်ပါတယ်။ စစ်တပ်ထဲအမှုထမ်းနေရသူများကလည်းတိုင်းပြည်အတွက်ရန်စွဲဟူသည်များကိုကာကွယ်နေကြသူများလို့ဂုံယူဝင်ကြောစရာတစ်စက်မှမရှိတော့ဘဲ၎င်းတို့ရဲ့လက်ကင်တုပ်ဘဝများကိုတမဟုတ်ချင်းပြောင်းလဲသွားခဲ့ရပေတော့တယ်။အဲဒီလိုဝေးသားလီပြည်ကြီးဘလူးဝင်တယ်လို့တောင်းချမ်းနေကြတဲ့အတ္တမသမားများဘလောက်ကြာကြာခံနိုင်ကြပေအုံးမီနီ။ထို့အတွက်လည်းနေစဉ်လို့၎င်းတို့ဘက်မှထိခိုက်ကြဆုံးမှုများကိုပြည်သူများကဝမ်းပန်းတသာရှိနေကြပါတယ်။ မိမိတို့ကိုအနိုင်ထက်ညှဉ်းပန့်နေကြသူတွေကိုပြန်၍နှိပ်စက်လာနိုင်တဲ့အရေးကိုအဘယ်သူကခြေနဲ့အားရမဖြစ်ပဲနေကြပါမည်နည်းအဲ့ဒီလိုခြေနဲ့အားရနေုံနဲ့မပြီးသေးပဲပြည်သူလူထုတရက်လုံးကညီညွတ်စွာတွန်းလှန်နိုင်မှသာအဲ့ဒီလိုလူဒန်းစားများမြမမီပေါ်မှာအပြီးအပိုင်ပျောက်ကွယ်သွားနိုင်မှလည်းဖြစ်ပါတယ်2022ခုနှစ်ဇန်နဝါရီလထဲမှာကျွန်တော်ရေးခဲ့တဲ့ post မှာပြန်၍ကောက်နှုတ်ဖော်ပြရမယ်ဆိုရင်မဲမတမမှုကြောင့်အာနာသိမ့်ခဲ့ရပါသည်ဆိုတဲ့စစ်တပ်ခံထားတဲ့ရွေးကောက်ပွဲကော်မရှင်မှ၁၇လကြာစုံစမ်းစစ်ဆေးခဲ့ပြီးနောက် မဲနှစ်ကြိမ်ထဲ့သူစုစုပေါင်း2169ဦးကိုဖော်ထုတ်နိုင်ခဲ့တယ်လို့ဝမ်ပန်းတတာကြေညာလာခဲ့ပါတယ်။သို့သောတကယ်တမ်းမှာ2020ရွေးကောက်ပွဲအားလာရောက်မဲပေးခဲ့ကြတဲ့မဲဆန္ဒရှင်စုစုပေါင်း26တန်းခန့်ထဲမှာအဲ့ဒီလိုရှာဖွေဖော်ထုတ်နိုင်ခဲ့ခြင်းဖြစ်တဲ့အတွက်ယာနုံအဖြစ်3ညတသမ100ခန့်လုံးသာရှိပေတယ်လို့မြန်မာနောင်းကတွက်ချက်ပြထားခဲ့ပါတယ်။ရွေးကောက်ပွဲတိုင်းမှာဖြစ်လေဖြစ်တာရှိတယ်မပြောပါတော့တဲ့မဲစင်းကွာဟမှုကိုရိုးမဲ့ဖွဲ့ကအာနာကိုသိမ်းယူခဲ့ကြခြင်းလည်းဖြစ်ပါတယ်။ စစ်ကောင်းဆောင်များလက်ရှိခွဲစားနေကြတဲ့အသီးအပွင့်နဲ့အကျိုးအမြတ်များကိုလည်း၎င်းတို့လည်းရရှိခံစားထိုက်တယ်လို့ဆိုပြီးနိုင်ငံရေးကိုဝန်ရေးအတွက်လောက်ကန်ရန်နိုင်ငံရေးသမားအမိခံ၍ရွေးကောက်ပွဲဝင်ကြမဲ့လူများကလည်းအဲ့ဒီလိုအလိညာများကိုတည်တည်ကြည်နဲ့လက်ခံထားကြတဲ့ကြံရများပဲမဟုတ်ပါလော။ဒီအတွက်ပြည်သူများရဲ့တန်ခတ်မှုကိုမလွဲမသွေခံကြရတော့မှာဖြစ်ပါတယ်။ မကြီးရွယ်ပဲမတော်တဆလက်လွန်ချီလွန်ဖြစ်သွားခဲ့တဲ့ကိစ္စမျိုးမှာရန်ကိုရန်ချင်းမတုံနှင်းနေဆိုတဲ့စကားကမှန်ကောက်မှန်နိုင်ပေမဲ့စံနမူနာပြစရာဆိုကရည်ရွယ်ချက်ရှိရှိနဲ့အပြစ်မဲ့ပြည်သူများကိုတက်ဖြတ်လာနေခြင်းကိုလက်တုံမပြန်ပါကမိမိတို့အသက်ဆုံးဖို့သာရှိပေတော့ဒီမဟုတ်ပါလားပြည်သူတို့ရဲ့ခုခံတော်လှန်စစ်မဟုတ်ချအောင်ရမည်လို့ရည်တာထားပါတယ်ခင်ဗျာ ဟုတ်ကဲ့ပါခင်ဗျာအခုလိုဆုံးထိနောက်ဆက်ကြတဲ့သတင်းပရိသတ်များအားလုံးကိုကျေးဇူးတူပဲတင်ရှိပါရစေ။နောက်ထပ်ပြည်တွင်းပြပသတင်းတော်လိုင်းရေးပတ်တော်သားများရဲ့သတင်းများနဲ့တူပြန်လာခဲ့ပါမယ်။အားလုံးပဲကိုစိတ်နှပြရှင်လန်းချမ်းမြေကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။ကြပါစေခင်ဗျာ။